တွေ့အကြုံရတဲ့သူရှိလားကျွန်မတို့အတွေ့အကြုံရသူရှိလားအတွေ့အကြုံရသူရှိရဆိုရင်ခဏရဲ့ဘာအတွေ့လဲပြပြမယ်ငငယ်တော့ကျွန်မတို့သိရတယ်နော်ကိစ္စဒုက္ခအဥ္စာပစင်တွေကိုဆရာမဖြစ်ခဲ့စဉ်တုန်းကလည်းပုံမလေးပြပြမယ်မရင်နဲ့ကိုလည်းကိုကိုဒီလိုပဲသင်ခဲ့တာဖြစ်တဲ့ကိုကလေးတွေကိုလည်းအဲအဲ့ဒါကိုဥ္စာလို့ဖတ်ရတယ်အဲ့ဒါကိုကိစ္စလို့ဖက်ရတယ်ပု္ပ္ပစာလို့ဖက်ရတယ်ဆိုပြီးကောလည်းပေါ့သေးသေးပဲတင်လိုက်တော့ငေးလည်းငေးသေးတာ။အဲ့လိုနဲ့ပဲ မူလလင်းပြလည်းအဲ့လောက်အကြိုက်မလုပ်လိုက်ရဘူးလေလေပြတ်ဖြစ်သွားတဲ့ခါကျတော့အဲ3 4 5နှစ်ပေါ့ရှင်3 4နှစ်ပေါ့လေပြတ်ဖြစ်သွားတဲ့ခါကျအဲ့အရာတွေကကလေးတွေကမူလထဲမှာတင်ခဲ့ပြီးသားလေအဲ့တော့ဆရာမတွေကရမ်းဖြီးပေါ့နော်ရော်ဖြန့်ရမ်းဖြီးပေါ့အဲ့လိုနဲ့ပဲကိုလည်းဒုက္ခဒုက္ခကိစ္စဥစ္စာဥစ္စာ ပုပ်စာပုပ်စာဒီလိုပဲကိုကမှတ်လိုက်တာနော်စလုံးပေါင်းဆိုရင်ဘယ်လိုပေါင်းမလဲကျွန်တော်တို့ပုပ်ဆိုတော့ပတ်တော့တချောင်းရင်တက်တက်ပုပ်စလိရင်ချက်စာပုပ်စာဒါပဲလေ ဟုတ်တယ်ဟုတ်အဲ့ဒါမဲ့နည်းနည်းလေးကြည့်ရတဲ့အခါကျကိုကိုကိုဘယ်လိုပြောမလဲဆိုစဉ်းစားလာကျမကတော့အရင်ကတည်းစဉ်းစားမိတယ်ဒါမဲ့အဖြေရှာလို့မရဘူးဘာလို့အဖြေရှာလို့မရလဲဆိုတော့အရင်လည်းမရှာကျင်ခဲ့လို့ပါတာပေါ့နော်ရှာရင်တော့ရတာပေါ့ဟိုကိုကဒီသင်ကြားရေးနဲ့ freelancer လုပ်တော့မဟေးဆိုလို့ရှိရင်လူရှိသူရှိထွက်စကားပြောရပြီလေဟုတ်တယ်နော်လူရှိသူရှိထွက်စကားပြောရပြီဆိုတဲ့အခါကျကျမတို့မှာကိုမှားနိုင်တဲ့အရာတွေကိုချုပ်တင်ပြင်ဆင်ပြီးတော့ကိုပညာဝန်းစာပို့ဖြစ်ရပြီအဲအเจ้าမှာဆိုလို့ရှိရင် ကဆောက်ထဲကကုဆိုပြီးတင်လိုက်လို့ရတယ်ဒါပုံမှန်လည်းပြပြတာဖြစ်ပါတဲ့အဲ့လိုနဲ့อืมရှစ်ချေသေးဘူးအဲ့တော့ကျမကကျမတအားတင်ခဲ့တဲ့ဒါလေးတိကျစစ်စစ်ပြီးတော့သူ့ကိုတင်ပေးမလို့ပဲဖြစ်ချင်တော့အဲ့ဒီတုန်းကကျမကဒီ phone next နဲ့ပတ်သက်ပြီးတင်ကြားရေးအတွက်ဆိုလိုချင်တာရှင်ပတ်စံလိုက်ရှာသေးအောင်ကလေးတွေအတွက်အဲ့ဒီတော့အတန်းချိန်ကြီးမျာ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 းတော့ကျမတအားကြီးကိုကျမက နှစ်တန်းမှာတိတ်မလုပ်ပြီးပြစ်ခဲ့ဦးမြန်မာစာနောက်ဆုံးမိတ်ခန်းလေးတွေကိုအရှိပိုင်းနေတော့တန်းနှစ်တန်းတော့ကောင်းကောင်းအစပိုင်းကိုအတင်ပေးပြစ်ခဲ့တယ်ပတ်စင်ရောက်တော့သူ့ကိုကျွန်မတိတ်မတင်ပေးပြစ်လိုက်ပြစ်လိုက်ဘူးပေါ့နော်စာအုပ်ဝင်လန်းကြည့်တော့ဩဒါကိုဒီလိုတင်လို့မရဘူးဆိုတော့ကျွန်မတိတယ်သူ့မှာပါတဲ့ဟာကိုဒီတိုင်းမတင်နဲ့ဆိုရင်ကလေးတွေကနားလည်မှာမဟုတ်ဘူးကိုလည်းနားလည်မှာမဟုတ်ဘူးသူ့မှာလှုပ်ဝက်ချက်တွေရှိတယ်နီးလန်းတွေရှိနေတယ်ဆိုတော့ကျွန်မတိတယ်တို့ပေမဲ့ကျွန်မအဲ့အရာတွေကိုမလေးလာပြစ်ခဲ့ပဲနဲ့အကြီးလေးလို့ကျွန်မတင်ပေးလိုက်ရအောင်အဲ့တော့အကြီးလေးကမြန်မာစာမှာအဲ့ဒီပတ်စင်နေမှာသူနည်းနည်းလေး အဲကျွန်မတို့လိုပဲပေါ့နော်ရရရသွားတာပဲအဲအီအောင်ဝါနဲ့ပဲရသွားတာအခုမှသူ့ကိုပြန်တင်ပေးရမယ်အခုသူ၅လရောက်သွားပြီအဲ့လိုနဲ့အဲ့တော့သူလည်းတပါလေအီအောင်ဝါလေးနဲ့ပဲသူလည်းဒါပေမဲ့ကျွန်မတို့လိုငယ်တော့လည်းမှတ်မှတ်ပေါ့ဒါတော့ဒါလိုဒီလိုမှတ်ပေါ့ဆိုပြီးတော့မှတ်လိုက်ခဲ့တဲ့အရာတွေကိုလုံးဝမကျင်တဲ့ရင်းနဲ့ပြန်ပြီးတော့ကိုလိလာတယ်လိလာတဲ့အခါကျတော့အဲ့ဒါလေးကိုသိကျင်နေဆိုရင်ကျွန်မရဲ့ YouTube channel မှာလည်းတင်ထားပေးရတယ်နော် teacher phoe phonics ဆိုပြီးရိုက်ချလိုက်ဒါမှမဟုတ်ရင်အဲ Google မှာ hashtag ခံပြီးတော့ Facebook မှာ hashtag လေးခံပြီးတော့ အတီချေဖွေးစနစ်တည်မြန်မာစာဆိုရိုက်ရှာလိုက်ဒါလေးတွေ့ရလိမ့်မယ်။ကျွန်မရဲ့ logo ပုံလေးတွေ့ရလိမ့်မယ်။အဲ့မှာဒုက္ခဥစ္စာဖဏီးကဘာကြောင့်အဲ့လိုဖြစ်သွားရလဲဆိုတော့ကျွန်မတို့စဉ်းစားကြည့်မယ်ရှင်။အတချောင်းငင်တက်တက်အုပ်ပတချောင်းငင်တက်တက်ပုတ်ဟုတ်ပြီနော်။ပြီးလို့ရှိရင်ကျွန်မတို့ကအမ်ကတချောင်းငင်တက်တက်ကုတ်ဒါလိုပဲထွက်အဲ့လိုမျိုးပဲထွက်တာ။ဒီဟာတွေမကြောက်တော့ပတ်စင်ဖြစ်တဲ့အတွက်အပေါ်ကစလုံးကိုအသက်အတန်ယူမယ်။အဲ့တော့ကာကြီးနဲ့ခခွေးစင်ထားတာမို့လို့ကာကြီးကိုအသက်အတန်ယူမယ်။ ကျမတို့အောက်ကခခွေးကနောက်ကတရမပါလာဖြစ်တဲ့ခခပဲဖက်မယ်ဟုတ်တယ်နော်ဒါတွေတချောင်းငင်ကတ်သက်ကဒုတ်လို့ကျမတို့ကသင်ရတယ်ဒါပေမဲ့ကတ်သက်ကိုကျမတို့ကအသက်တင်တဲ့အခါမှာကတ်သက်ကအဲ့လိုပဲသင်ရတာမှတ်မိတာမကတ်သက်မဲ့ပကတ်သက်ပဲဒါပဲသင်ရတာဒီကြမှာဘယ်နှကြောင့်ဒါတွေတချောင်းငင်ကတ်သက်ကကြတော့အဲပြီးရင်အဲ့မှာတချောင်းငင်ကဥဒရနော်ဥဒရဟုတ်ပြီအဲ့တော့ကျမတို့ကတချောင်းငင်တက်တက်လို့မြင်နေဆိုရင်အိုးလို့ထွက်ရမယ်လို့ အသက်ရှင်နေမှာဗီဒီယိုနဲ့တွေ့ပြီးတော့ကျမတို့ကတင်ခဲ့ပြီးသားတင်ငန်းစာတွေနှစ်တန်းမှာတင်ခဲ့တယ်အရှိပိုင်းတင်ငန်းစာတွေဒီလမှာကြမှာအဲ့လိုအရှိရတင်ခဲ့တဲ့ဟာရင်းနဲ့အာတချောင်းငင်တသက်အုပ်အာတချောင်းငင်တသက်အုပ်ဆိုတာမဟုတ်တော့ဘဲနဲ့ဒါတွေတချောင်းငင်ကတ်တက်ကတ်ကြတော့ဒုတ်အံထွက်သွားတယ်ဆိုတာကိုကျမတို့ကဒီမှာလှုပ်ဝက်ချက်ကလေးတင်ပြရတယ်ဘာလှုပ်ဝက်ချက်လဲဆိုအပြည့်စုံတော့အဲ့ဒီမှာ YouTube မှာတွားကြည့်ဒါမှမဟုတ် Facebook page မှာကျမရဲ့ page မှာတွားကြည့်နော်အဲ့တော့ဘာလဲဆိုတော့ကျမတို့ရဲ့မြန်မာစာမှာတဲ့ ဣဒရာအဲဒီမှာမြန်မာစာမူရင်းတရာကိုသိဖို့လိုပြီဣဒရာဆိုအလုံးကြီးတဲ့ဣဣဒရာသိတာပေါ့လို့ထင်ပါလိမ့်မယ်သူမှာမူရင်းတရာမြန်မာသင်ယူတရာရှိတယ်မူရင်းတရာရှိတယ်နော်အာအာဣဣဥဥအေဩဆိုတဲ့မူရင်းတရာဣဆိုတာကာကြီးလေးနဲ့အောက်ကကာကြီးတချောင်းငင်လေးနဲ့ပုတ်ထားတယ်လှုပ်ထားတယ်နော်အဲ့ဒါဒါလေးကမှဣဒရာမြင်ရလားမသိဘူးအဲအဲ့ဒါလေးကဣဒရာအဲ့ဒါမူရင်းတရာအဲ့ဒီဣဒရာလေးကနော်ဥဒရာဆိုတာကျဲ့ဥဘဲဥပေါင်းတဲ့ဟာကအဲ့ဒါမူရင်းတရာ ဲ့ဒီဥတ္တရလေးကိုတဲ့ကာကြီးခခွေစလုံးဇခွေတဆိုတဲ့ဘီးတွေနဲ့အသက်သက်ထားတာမြင်ပြီဆိုရင်ကျမတို့ကထူးဆန်းတော့အသက်တွေပဲနောက်ပြီးလို့ရှိရင်အဲခုနကပြောသလိုကတ်တက်အသက်ရှိရလေသူ့သမီးကြီးဆိုကတ်တက်ကအဲ့တန်ထွက်ရမှာလေဒါပေမဲ့ဥတ္တရနဲ့တွဲလာပြီဆိုရင်အဲ့ဒီအသက်ကလေးကျမတို့ကဘာတန်ဖက်ရမှာလဲဆိုတော့တက်တက်အတန်ဖက်ရမယ်တဲ့အခုနကကျမပြောတဲ့နော်ပတတပတ်အဲ့လိုတန်ထွက်ရမယ် တက်တက်အတန်ထွက်တဲ့အခါမှာသူ့မှာပါတဲ့ဥဆိုရင်အဲ့ဒီဥနဲ့တွဲပြီးတော့အတချောင်းငင်တက်တက်ကြတော့ကျွန်တော်တို့အုတ်လို့အတန်ထွက်တယ်မလားအဲ့ဒီအတိုင်းပဲเนาะဒုတ်ဆိုလို့ရှိရင်ဓာရီဓာရီတချောင်းငင်ကတ်တက်ကဓာရီတချောင်းငင်တက်တက်ဒုတ်ဆိုတဲ့အတန်တိုင်းအဲ့လိုအစားထိုးဖက်ရတာလို့ကလေးတွေသင်ပြရမယ် အဲ့လိုမှမဟုတ်ဘဲနဲ့တွေးတဲ့ကလေးဆိုရင်တိပြီးသေးကြပြီကျွန်တော်တို့ငငယ်တော့မတွေးတဲ့အောင်နည်းနည်းလေးကြီးတဲ့ကလေးအရှုပ်ကလေးရေလုံးဝတွေးတဲ့တယ်ဒါတွေတချောင်းငင် ကတ်သက်တော့ငါသင်ခဲ့ရတာအာတချောင်းငင်တက်သက်အုပ်ပါတချောင်းငင်တက်သက်ပုတ်ပုတ်သွားတာနော်ဆလင်တချောင်းငင်တက်သက်ဆုပ်နော်ဆုပ်ရုပ်တာအခုကျမှဘယ်လိုဖြစ်လို့ဒါတွေတချောင်းငင်ကတ်သက်ကဒုတ်ဖြစ်သွားတာပါလဲလို့သူတွေးမိသွားမယ်မေးလာခင်ဆီယမတွေမိမိတွေဖြစ်တဲ့အောင်လို့ဖြစ်ပါတယ်ရှင်ဒါလေးကိုဒီဘက်မှာလဲကျမကကျမတို့တွေးမိလားဆိုတဲ့ဟာလေးမြှောက်ပေးတာဒီမှာတော့စာတင်တဲ့ဟာတွေကျမအမြဲတမ်းတင်မှာမဟုတ်ဘူး နောက်ဆိုလို့ရှိရင်ကျမတို့ဒီကျမရဲ့ဒီ TikTok ဒီဒီကောင့်လေးကနေဗားရီတင်မင်းပါလဲဆိုတော့ကျမတို့တွေအတွက်တည်တင်တည်ထိုင်တဲ့ဘူးသူရလေးတွေကျမလေ့လာထားရတဲ့ပညာရေးနဲ့ပတ်သက်နောက်နောက်ထပ်ဆိုကျမတို့ခု key တခုကိုကျမလျှောက်လမ်းမပြင်ဆင်ထားတယ်အဲ့ဒါဗားလဲဆိုကျမတို့မဖြစ်မနေလိုအပ်တယ်ကျမတို့ ਨੇ ဒီ လျော်မလဲရှင်ငွေကြေးချွေတာလို့ရနိုင်မယ်ငွေကြေး save ဖြစ်သွားအောင်တခခုကျွန်တော်တို့အရေးပေါ်ကြုံလာခဲ့တယ်ဆိုရှင်လုပ်လို့ရနိုင်မယ့်အရာတခုကျွန်မအခုနည်းနည်းလေးလေ့လာနေတယ်မပြောပြသေးပြီးကြတဲ့အခါမှာပြပြမယ်ပေါ့နော်ဒါတွေကျွန်တော်တို့အတွက်တကယ်အထူးသဖြင့်ရှင်အလဲလဲနဲ့စားလူဒန်းစားတွေအတွက်လူအခြေခံလူတိုင်းလည်းလိုအပ်တယ်ဒါပေမဲ့အခြေခံလူဒန်းစားတွေနဲ့ကြတော့ဝင်ငွေတခုအဲငါတို့မှဘယ်လိုစုနိုင်မလဲဆိုတဲ့ဝင်ငွေတခုကိုဖြစ်မှာငွေစုကိုပြောတာမဟုတ်ဘူးနော်ကျွန်မစီမှာလည်းမစုရအောင်ကျွန်မအဲ့လိုအစုအစုအရှိငါလည်းကျွန်မလုံးဝစိတ်ဝင်စားအောင်အဲ့ဒါမဟုတ်ဘူးကျွန်မ အဲ့အမျိုးတွေကောင်းတဲ့အရာလေးတွေကိုထပ်ပြီးမြှောက်ရမယ့်အရာလေးတွေထပ်ပြီးလေ့လာနေရဆိုတော့ကျွန်တော်ပြောပြတာအဲ့တော့ကျွန်မကကျွန်တော်ဘာလို့ဆိုတော့ sharing ကိုကျွန်မအမြဲတမ်းစိတ်ဝင်စားတယ်ကျွန်မလေ့လာတယ်ကျွန်မမြှောက်ဝေးတယ်ဒါကျွန်မရဲ့တနေ့တစ်ဖြတ်သန်းမယ်ကျွန်မရဲ့ life style နဲ့ပုံစံမယ်လေ့လာမယ်မြှောက်ဝေးမယ်လေ့လာမယ်မြှောက်ဝေးမယ်အဲ့ဒါကျွန်မရဲ့ life style ဖြစ်ပါတယ်ဒါကြောင့်အပြည့်စုံသိကျင်နေဆိုရင်အဲ့မှာသွားဖက်ဒါကြောင့်မလို့ဒုတ်ဆိုတဲ့အရာဖြစ်လာတဲ့ဟာကကတ်တက်ကလေးက ဥဒရနဲ့တွဲတာဖြစ်တဲ့အတွက်ကတ္တကတုမှာအတန်ရှိပြီးတာကတ္တကအဲ့အတန်ရှိပြီးတာအဲ့ဒီအတန်ကိုမထွက်ဖဲနဲ့ဒုတ်လို့ဖြစ်သွားတဲ့အကြောင်းရင်းကိုဒီရဒီလိုလေးရှင်းပြလို့ရတယ်အပြည့်အစုံနားထောင်ခြင်းတော့ခုမှနားထောင်မင်းတချို့တွေဆို negative comment မှန်းလိမ့်မယ်လေးရှိနေရပဲစာတင်တာဟဲ့ your in and တင်လို့ရလို့လားဟုတ်တယ်ဟုတ်စာတင်တာပဒိန်ပဒိန်တင်မယ်အင်ကြီးဆက်ချုပ်တင်မယ်ကျမတို့ in and on ရလို့လား ခြေစင်းတွေအများကြီးနဲ့အခြေခံဆင့်ဆင့်တွေတော့ရတယ်လीเนาะအဲ့ဒီတော့အဲ့ဒီလိုမျိုးပြင်းတဲ့သူတွေအတွက်သူများကို negative comment မှတ်နေသူတွေအတွက်ကတော့ကျွန်မယုံကြည်ပါတယ်ဘယ်တော့အခါမှကောင်းခြင်းတွေဖြစ်လာမှာမဟုတ်ဘူးဆိုတာလीเนาะအဲအခုတွေပဲလက်တွေပဲကြည့်လေကျွန်မတို့တိုင်းပေါ်မှာဟိုလူပုတ်ချက်ဒီလူပုတ်ချက်ဖြစ်နေရတယ်ကျွန်မတို့မကြည့်ခြင်းမဆက်ဆုခြင်းမအဆုံး သူ့ဟာနဲ့သူသွားတယ်ဆိုတာမြင်ရတယ်လေဘာလို့ဆိုတော့ Facebook မှာကျမတိတ် Facebook အကောင့်ကိုတိတ်မသုံးဖြစ်ဘူးဒီကျမရဲ့ page မှာတော့တက်မလာဘူးသိပြီးတော့ဒါပေမဲ့ Facebook အကောင့်မှာတုံးတဲ့ငွေချင်းတွေရှိတယ်နိုင်ငံခြားမှာနေတဲ့သူတွေအဲဒီသူတို့တွေ share တယ်အများကြီးပဲမြဲ share ကြတဲ့ခါမြင်ရတာပေါ့နော်မမြင်ချင်လည်းမြင်ရတယ်မကြားချင်လည်းကြားနေရဒါကြောင့်မို့လို့နော်အဲ့တော့ကိုယ့်ရဲ့စိတ်အသွေးသဏ္ဍာန်လူတစ်ပလူတစ်ဖက်သားကိုနှိမ်ချသွားပြောတဲ့အရာတွေကကိုယ့်ကိုကောင်းနေရတယ်ဘာမှမဖြစ်မလားစေဘူးနော် negative ကိုပဲသွားဆောင်တာဖြစ်တယ်ဆိုတာလေးကိုလည်းဒီကနေဂျုံတုံးစကားလေးကိုမြင်ရတာပေါ့နော်ဒါဆိုရင်ကျမတို့ငငယ်ကတော့ကျမတို့ကျမတို့တွေးမိတဲ့သူရှိရဲ့အဲ့ဒီအတွေ့ကိုပျောက်ချင် တယ်ဆိုရင်ကျမရဲ့ YouTube channel မှာသွားရိုက်ရှာ YouTube တဲ့ကိုရောက်သွားပြီဆိုရင် hashtag ခံเนาะကျမခံပြမယ် YouTube တဲ့ရောက်သွားပြီဆိုလို့ရှိရင်ဒါ YouTube ပေါ့เนาะဒါ YouTube YouTube တဲ့ရောက်သွားပြီဆိုလို့ရှိရင်ဒီမှာ YouTube ထဲမှာ search ထဲမှာဒီလိုလေးဒီမြင်းချောင်းလေးနှကြောင်းဒီလိုမျိုးဝက်ချံပုံလေးလိုလေးချက်ချံပုံလေးလိုဒီဟာလေးကိုခန်းဟောဒီမှာချက်ချံပုံလေးခန်းဆိုတာဖြစ်တာဒီမှာဒီမှာအဲဒီလိုမျိုးလေးခန်းเนาะပြီးရင်စနစ်တဲ့မြန်မာစာ နေ့တဲ့မြန်မာစာတင်ကြားနည်းဟောအိမ်မှာအော်စနေ့တဲ့ညမှာတညနေဆိုရင်ဒီမှာတွေ့လာကျွန်မရဲ့ page လေးအဲအဲတွေ့လာအဲထွက်လာနေတယ်နော်အဲ့လိုရိုက်ရှာအဲ့မှာမရှာတတ်ရင်ကျွန်မတို့ဒီ Google Chrome မှာသွားရှာ Google Chrome မှာအခုနလိုပဲ hashtag လေးခံစနေ့တဲ့မြန်မာစာပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင် အဲ D E A C H E R ဒီချာ D P H W A ဖေးဒီချာဖေးစနစ်သေးမြန်မာစာရိုက်ရှာဟောဒီမှာတန်တွေအတွက် YouTube channel တန်တွေအတွက်လာအဲ့လိုရိုက်ရှာရတယ်နော်ဒါဆိုလို့ရှိရင်အဲ့ဒီမှာအပြည့်အစုံသွားကြည့်လို့ရပါတယ်ဒီမှာပါနင်ကြလာရှင်အမ်ဒါမျိုးတွေရိုက်ရှာလိုက်ပါဒါလေး screen share ရိုက်ထားလိုက်ပါအောင်မယ်အဲ့ဒါဆိုလို့ရှိရင်အင်ကျမကျမရဲ့ညှောက်ရထားတဲ့အရာလေးအဲ့မှာသွားပြီးဘုဟုတ္တရကြည့်လို့ရတယ်ဆိုတာလေးလာပြပြတာကျေးဇူးတင်ပါတယ်